eFootball မှာကောင်းမွန်တဲ့ဘောလုံးဖြတ်ထုတ်မှုတွေကိုဘယ်လိုမျိုးပြုလုပ်သင့်လဲ။ဝဲမင်္ဂလာပါ eFootball PLK ရဲ့ Facebook page, YouTube နဲ့ TikTok account တွေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေဗျာ။ဒီနေ့မှာတော့နောက်တန်းကစားသမားတွေရဲ့ဘောလုံးဖြတ်ထုတ်မှုပုံစံကို intercept, aggression, position ဆိုပြီးတော့အချက်၃ချက်နဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ eFootball PLK ညီကိုတွေအားလုံး review video နဲ့အတူဆက်လက်ကြည့်ရှုအားပေးကြပါအောင်ဗျာ။ တော့ပထမဆုံးရှင်းပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ intercept ကြားဖြတ်ဘောလုံးဖြတ်ယူမှုအသင်း player ရဲ့တိုက်စစ်ဆင်လာတဲ့အခြေအနေတစ်ခုမှာ matchup ခလုတ်တစ်ခုတည်းကိုပဲဖိပြီးတော့လိုက်ပြီးဘောလုံးမလူးသင့်တယ်လို့ dash ခလုတ်တစ်ခုတည်းကိုပဲသုံးပြီးတော့လည်းဘောလုံးလိုက်ပြီးတော့မလူးယူသင့်ပါဘူးဒီဗီဒီယိုမှာဆိုရင်တော့တစ်ဖက်အသင်း player ပြီးမဲ့ဘောလုံးပြီးလမ်းကြောင်းကိုပြီးဖို့ရန်အတွက်ကျွန်တော် dash ခလုတ်ကိုနှိပ်ပြီးတော့ပြေးပါတယ်ဒီကြပြီဆိုရင်တော့ကျွန်တော် matchup ခလုတ်ကိုပြင်ပြီးတော့ထိမ်းပြီးတော့ intercept ကောင်းကောင်းနဲ့ဘောလုံးဖြတ်ထုတ်မှု ပြုလုပ်ပါတယ်ဗျ။တစ်ဖက်အသင်း player ရဲ့ဘောလုံးပြီးလမ်းကြောင်းကို vision ကောင်းကောင်းနဲ့ intercept ကောင်းကောင်းပြုလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းရဲ့ counter attack ပြုလုပ်မှုမှာလည်းအကျိုးရှိလာမှာဖြစ်ပါတယ်ဗျ။ intercept ကောင်းကောင်းနဲ့ဘောလုံးဖြတ်ယူခြင်းကတော့ in game မှာလည်းအရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်ဗျ။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ position and aggression အဲ့နှစ်ခုကတော့အတူတူတခါလဲရှင်းပြလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ပေါင်းပြီးတော့ရှင်းပြပေးတော့မှာ ဖြစ်ပါတယ်ဗျဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ရဲ့ knockdown player ၄ယောက်လည်းရှိနေတဲ့အတွက် position နေရာကိုတည်ချလေးကျွန်တော် အရင်ယူပါတယ် position ကောင်းပြီဆိုတဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်ဘောလုံးကို aggression ကောင်းကောင်းနဲ့ဖြတ်ထုတ်မှုကိုပြုလုပ်ပါတယ်ဗျ ဒီမှာဆိုရင်လေ Ronaldinho ဟိုအရင်ဦးဆုံး aggression ဝင်မလုပ်ခင်မှာသူ့ရဲ့ pass player ဖြစ်လာမယ့် EMF ကစားသမားတယောက်ကိုကျွန်တော်ရဲ့ CMF player တယောက်နဲ့အရင်ဦးဆုံး position နေရာယူပါတယ်ပြီးတော့မှ Ronaldinho ရဲ့ဘောလုံးကို aggression ကောင်းကောင်းနဲ့ဖျက်ထုတ်မှု ပြုလုပ်ပါတယ်ဒီဗီဒီယိုမှာတော့တောင်ပန်ကစားသမားနေရာရဲ့နေရာမှာကျွန်တော်ရဲ့ကစားသမားနေရာအစင်းနဲ့ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော် aggression ဝင်လုပ်ပါတယ် aggression ဝင်လို့လို့အစင်မပြေတော့တဲ့အခြေအနေတစ်ခုမှာကာဆာမချိန်မင်းနဲ့ first player ဖြစ်တဲ့တင်ဟွဲအနောက်ကိုကာလိုစီရဲ့ pass မထွက်လာခင်မှာကျွန်တော်ပြေးပြီးတော့လိုက်ပါတယ်ကျွန်တော်ရဲ့ကစားသမား position နေရာယူမှုမှန်ကန်တာဖြစ်တဲ့အတွက်ဘောလုံးဖြတ်ထုတ်မှုအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်ဗျအင်းကြီးမှာတော့ကျွန်တော်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာ၃ခုဖြစ်တဲ့ intercept aggression နဲ့ position မိုင်းတွေကိုပိုင်နိုင်စွာကစားနိုင်ပြီဆိုရင်တော့တော်တော်လေးကိုကောင်းတဲ့ player တယောက်ဖြစ်လာမှာတော့အမှန်ပါပဲ ကျွန်တော်အခုထားပြီးစွန့်နေတဲ့ play setting defending control type ကတော့ stand နဲ့ပဲထားပြီးစွန့်နေတာဖြစ်ပါတယ်ဗျ defending control type မှာဆိုလို့ရှိရင်တော့ type နှစ်ခုရှိပါတယ် stand နဲ့ pressure style ဆိုပြီးတော့ကျွန်တော်ကတော့ stand နဲ့ကစားရတာသဘောကျတဲ့အတွက် stand နဲ့ပဲထားပြီးစွန့်တာဖြစ်ပါတယ်ဗျကျွန်တော်အခုရှင်းပြပေးတဲ့အကြောင်းအရာတွေကိုတီပီးသား player တွေရှိတယ်မျိုးမတီးရသေးတဲ့ player တွေအတွက်ကိုရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ video အဆုံးထိကြည့်ရှုအားပေးကြတဲ့ player ညီကိုတွေအားလုံး ကျေးဇူးတင်ပါတယ်ဗျာ။